ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘင်းဟောဇရန် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများချိုးတင်ချိန်ဆနိုင်ရန်အတွက်ဆရာမရမင်းအင်းစင်းလေးမှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အတွက်တရားစာကြံပြုဟောဇရန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘင်းဟောခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ တနင်္ဂနွေသားသမီးများတွေတနေ့တာဟောစတန်ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်လာမယ်လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းသစ်စတင်ရတာတွေလည်းကြုံရတတ်ပါတယ်ခေါင်းကိုက်ဝေဒနာခံစားရတဲ့တဲ့ရရရှိတဲ့ငွေချေးများမထင်မှတ်ပဲပြန်ဝင်လာတဲ့တဲ့နှစ်ငါးပါသောကဏ္ဍများကြိုးပီးပြီးကံကောင်းသောအရာမှအဖြူရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရရရမိမိရှိပြားမှာပဲပလာတာကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေတနင်္ဂနွေသားသမီး ီးမြတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တနင်္လာသာသမီများတွင်တနစ်တာဟော့စတန်အိမ်နေရာထိုင်ခင်းအဆောက်အဦနဲ့ပတ်သက်ပြီးအခွင့်အရေးကောင်းတွေပေါ်လာတတ်တယ်။မထင်မှတ်သောနေရာမှာငွေကြီးများဝင်လာမယ်။ဆွေမျိုးသားချင်းများရဲ့ဝမ်းသာစရာသတင်းကောင်းကြားရမယ်။မျက်စိနဲ့ပတ်သက်ပြီးစိတ်သောကရောက်ရတတ်တယ်။တင်ကားပါသောကဏ္ဍများကြိုးပီးပြီးကံကောင်းသောရောင်မှာအနီရောင်နှင့်ကြက်သွေးရောင် ဖြစ်ပါတယ်။ရေရရမိမိရှိပြားမှာ အုံလို့ကောက်ဆွဲကတ်လိုပါ။တနင်္လာသာသမီများလုံးကိုစိတ်နှပြန်ကြမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေ။တနင်္လာသာသမီများတွေတိုက်ဆိုင် ်မန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် အင်္ဂါအသားသမီးများတွေတနေ့တာဟောစတဲ့ငွေကြေးကိစ္စများအစဉ်ပြေအောင်မြင်သောနေ့ဖြစ်ပါတယ်အစားအမတဲ့တဲ့အထူးသတိပြုပါငွေဝင်မဲ့ဖျားပုံတော့ရန်နာပုံတော့များကြွလာလေထီထိုးပါလေထိုးလေအောင်ဖြစ်တတ်တယ်အချိန်မှအထင်လွဲကြများနဲ့ကြုံနေရမယ်နေ့လေးပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောရောင်မှာအစိမ်းရောင်ဖြစ်ပါတယ်ရရရမိမိရှေ့ပြားမှာခောက်ဆွဲကြောကတ်လို့ပါအင်္ဂါအသားသမီးများလုံးကိုစိတ်နှပြံကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေအင်္ဂါအသားသမီးများတွေတိုက် ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ဘူရူသားသမီးများတွေတနေတာဟောစတဲ့မိတ်ဆွေပေါင်းသင်းများနဲ့ပတ်သက်ပြီးအစုစက်တူရှယ်ယာကိစ္စများကောင်းပါတယ်အောင်မြင်မယ်အဝတ်အထည်ထိဖနက်လက်ဆောင်ရတဲ့တဲ့အခြေအနေအိမ်တော်ကြီးမှာစိုးရင်ပူပန်မှုများနေရတဲ့တဲ့ခါမျက်ခါနာဖြစ်တဲ့တဲ့ဒုံခွနပါသောကနေများချိုးပြီးကံကောင်းသောရောင်မှာအစိမ်းရောင်နဲ့အစိမ်းရင်ရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှာစပယ်ပန်းကတ်လို့ပါဘူရူသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘူရူသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန် မှတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျန်းသာရင်းသားသမီးများတွေတနေ့တာဟော့စတန်အလုံးနဲ့ပတ်သက်ပြီးမကြခြင်းသောသတင်းကြားရတဲ့အောက်လငယ်သားသားသမီးအလုံးမအိမ်မထွက်သွားတဲ့တဲ့ပြန်မရတော့ဘူးလို့ထင်ထားသောငွေများပြန်ရတဲ့သောနေမျိုးဖြစ်ပါတယ်။တွန်းသွင်းနဲ့ပတ်သက်ပြီးစိတ်ညစ်ရမယ်။အချိန်မှကြားလီသွေးလိုဝေးနေရတဲ့တဲ့ငါးခုနဲ့ပါသောကဏ္ဍများချုပ်ပြီးကံကောင်းသောအရာမှခရမ်းရောင်ဖြစ်ပါတယ်။ရရရမိမိရှိပြားမှစပြစ်သီးကလိုပါ။ကျန်းသာရင်းသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေ။ကျန်းသာရင်း သားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခု ရေးပြီးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တောက်ချန်းသားသမီးများအတွေ့တနေ့ဓာဝစံစိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကျင်းနူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမည့်နေမျိုးဖြစ်ပါတယ်အဖက်ဖက်မှာအခြေအနေကောင်းများပေးလာမယ်ဘာပဲလို့လို့ရဲရဲသာလို့ပါကံခွန်လန်းလွန်ကောင်းသောနေ့ဖြစ်ပါတယ်မျက်စိနာတာမျက်စိအောင်နာမျိုးတွေတော့ဖြစ်တတ်တယ်အခြေအမှကြားလေတွေ့လို့ဝေးနေရတတ်တယ်နေ့လေးပါသောကဏများကြိုးပြီးကံကောင်းသောရောင်မှာအဖြူရောင်ဖြစ်ပါတယ်ရဲရဲရမိမိအရှိပြားမှာတီးဆောင်ကိတ်ကတ်လို့ပါတောက်ချန်းသားသမီးများလုံးကိုစိတ်နှပြချမ်းသာကြပြီးကုန်းချိုးချမ်းသာများ ပုံမရရှိကြပါစေ။တောက်ကြသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ စနေသားသမီးများတို့တနေ့တာဟောစတဲ့ညနေဝရိယပိုင်းမှာအစွမ်းကုန်စူးစမ်းရမယ့်နေ့ဖြစ်ပါတယ်။စူးစမ်းသလောက်လဲအောင်မြင်မှုတွေရလိမ့်မယ်။ကွဲကွာနေသောမိတ်ဆွေဟောင်းဆွေမျိုးအောင်များနဲ့ပြန်လည်ဆုံစည်းရတဲ့အခြေအမှတာယာနေမယ်။ရင်ဘတ်အောင်တတ်ပါတယ်။သုံးငါးပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောရောင်မှာအနီရောင်ဖြစ်ပါတယ်။ရရရမိမိရဲ့ရှိပြမှာလိမ်မော်သည်ကတ်လိုပါ။စနေသားသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေ။စနေသားသမီးများတို့တိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ကျေးဇူးတင်ပါတယ်။ဗီဒီယိုဟောစတန် channel မှာနာမည်ကြီးဗီဒီယိုဆရာများရဲ့နေ့စဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဗီဒီယိုဟောစတန် channel လေးကို like subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အတိတ်တိုင်းသိရအောင်လေ။ဒီနောက်အကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။